ါရှင်ဆရာပါရကူရဲ့ပကံခရီးတဲ့အစာအုပ်ထဲကပကံဖျားပထိုးစီရီများအကြောင်းကိုဖတ်ပြတာပြီးခဲ့တာအခုဆိုရင်နောက်ဆုံးပိုင်းကိုရောက်ရှိသွားပါပြီရှင်ဒီနေ့မှာတော့ဓမ္မယာစီကဖယားတွေ့ရင်တောင်းနဲ့တန့်ကြည်တောင်းတို့အကြောင်းကိုဖတ်ပြပြီးသွားပါမယ်ရှင်ဓမ္မယာစီက ကံဖရာများသည်သူနေရာနှင့်သူသူအစုနှင့်သူရှိနေကြသည်ညာဦးတဝိုင်း၌စပတာရွှေစည်းခုံကုပြောင်ကြီးစာတော်ဖရာများရှိပြီးပကံတဝိုင်း၌ထီလိုမင်းလိုဥပါလိသိအာနန္ဒာရွှေကူကြီးကောရောပလင်းစာတော်ဖရာများရှိသည်မင်းနန်းသူရွာတဝိုင်း၌ကစူလာမဏိပေမျက်နာဖရာသုံးစုစာတော်ဖရာများရှိသည်မင်းကပါရွာတဝိုင်း၌ရှိတော်ဖရာများမှမူမြစီရီကုပြောင်ကြီးမနူဟာ အပေရ နာစသည်တို့ဖြစ်ကြသည်လောကနန္ဒာစသောဖယားများတရှိသောနေရာမှာတိရိပစ္ဆယရွာတဝိုင်းဖြစ်သည်ဖွာသောရွာတဝိုင်း၌လည်းထင်ရှားသော ပကံဖယားများရှိသည် ပကံတဝိုင်း၌ပကံခိမဆာ၍ကုံမခိအဆက်ဆက်တရှိလာခဲ့သောရွာဟောင်းများရှိသည်ရှင်တို့ကတက်သေးရွာကုံစင်ကျဲရွာမင်းနန်းတူရွာဖွားစောရွာအစသောရွာများဖြစ်ကြသည်ရှင်ရွာများအနက်မင်းနန်းတူရွာနှင့်ဖွားစောရွာတို့တည်တာနှင့် အမီဟောင်းမဆွလွတ်သေးပဲယခုထက်တိတည်တန်းနေပေသည်အရှိဖွားစောရွာနှင့်အနောက်ဖွားစောရွာနှစ်ရွာရှိသည့်အနက်အရှိဖွားစောရွာ၏တောင်ဘက်တွင်ဖျားပထိုးနေပြီးအနောက်ဖွားစောရွာ၏ နောက်ဘက်နှင့်အနောက်တောင်ဘက်၌သာတာတနိကအဆောက်အုံများကိုအများအပြားတွေ့ရသည်ဖာစောရွာဖက်သို့သွားသောလမ်းများမှာများသောအပြင်လဲလမ်းများသာ ညာသည်တမယံကြီးဤအရှိဘက်မှတလန်းဆူလာမဏိကံကြီးဤတောင်ဘက်တဝကူဖရာအနိမတလန်းပြတ္တဓာကြီးအနောက်ဘက်မှတလန်းမင်းနန်းသူရွာအနောက်ဘက်မှတလန်းရှင်လန်းများမှာအနောက်ဖွာစောရွာသို့သွားသောလမ်းများဖြစ်ကြသည်မြင်းကပါရွာအရှိကုတိနာယုံကံကြီးအနိမတတိကံရွာကိုဖြတ်သွားနှင့်လည်းအနောက်ဖွာစောရွာသို့ရောက်သည် ပကံသမိုင်း၌ထင်ရှားသောမိဖုရားဖွာသော၃ပါးရှိသည်၁နရသင်္ကဥစ္စနာမင်းဤမိဖုရားကြီးဥစ္စနာမင်းဤအမိတယုတ်ပြင်းမင်းဤအဖွာမိဖုရားဖွာသော၂ကျားစွာမင်းကြီးဤမြေတယုတ်ပြင်းမင်းဤမိဖုရားဖွာသော၃ သုံးဒုတိယဖွာစောဤညီမကျော်စွာမင်းဤမိဖုရားဖွာစောတို့ဖြစ်သည်ယခုဖွာစောမှာကျန်းစွာမင်းကြီးဤမြေတရုတ်ပြေမင်းမိဖုရားဖွာစောဤညီမဖွာစောဖြစ်သည်ကျော်စွာမင်းသည်ယင်းဖွာစောကိုအမတော်ဖွာစောကွယ်လွန်သွားပြီးနောက်မိဖုရားမြောက်သည်ကျော်စွာမင်းနှမ်းကြပြီးစွနစ်မင်းနှမ်းတတ်သောအခါတွင်လည်းဖွာစောသည်မိဖုရားအဖြစ်နှင့်ရှိနေဟန်တူသည်စွနစ်မင်းလက်ထက်တွင်မိဖုရားဖွာစောသည်တမတ်တီအယက်၌ င်ဆုတောင်းပြည့်စေသည့်အပါအဝင်ကျောင်းကံဖရာများကိုတည်ဆောက်သည်မိဖုရားဖွာသောဤကုတော်များအနက်ဆုတောင်းပြည့်သည့်အဓိကဖရာဖြစ်သည် လေမျက်နာအခုဖရာသည်နစ်စင်ဖရာပွဲဖြစ်သောမင်းနန်းသူရွာဤရွာဖရာဖြစ်တဲ့ကဲ့သို့စူတောင်းပြေဖရာလည်းနစ်စင်ဖရာပွဲကျင်းပသောဖွာစောဤရွာဖရာလည်းဖြစ်နေသည်မိဖရာဖွာစောကိုတိုင်းတစ်မတီမီသောအယံ၌အုတ်အတိတင်းတင်းစွာသောအယံတတိုင်းလေမျက်နာလေမျက်နာသော တကားမုတ်လေးပြုတော်မူဤဟု၍ကြောက်စာရေးထိုးထားသည်ရှင်ကြောက်စာ၌ပါသော တတိုင်းဤတောင်ဘက်အပေါင်းမှဝင်သွားနှင့်စေတီတဆူကိုတွေ့ ရလိမ့်မည်ရှင်စီဒီမှာယခုအခါဆူတောင်းပြစီဒီဟုခေါ်တွင်သောစီဒီဖြစ်သည်တတိုင်းဤမြောက်ဖက်ချမ်း၌အရှင်နှင့်အနောက်တွင် အုတ်ကြောင်းကြီးနှစ်ကြောင်းရှိသည့်အရှိဘက်အုတ်ကြောင်းကြီး၌တောင်ပတ်နံရံများသာကျန်တော်သည့်အပြက်အစီအကျန်အတွင်းများကိုထောက်လျင်အလွန်ကြီးကျယ်သောကြောင်းကြီးတစ်ကြောင်းဖြစ်လိမ့်မည်ဟုခံမှန်းကြည့်၍ရသည် အနောက်ဘက်ကအုတ်ကြောင်းကြီးမှမူအလယ်ပိုင်းနှင့်ရှိဘက်မျက်နှာသာသာကျန်တော်သည့်ရှိဘက်မျက်နှာနံရံ၌ကျန်ရှိနေသေးသော အင်္ဂတိပန်းများမှ အလွန်တရာလက်ရာများလာပေသည် ရှင်ကြောင်းကြီးများကတည်င်းသမားကြီးကောင်းသောအကျင့်နှင့်ပြည့်စုံသောအရိယပုဂ္ဂိုလ်ကိုရည်၍ဥတုသုံးပါး၌ညီညွတ်စွာသောအယိတ်တရားသောမွန်ခေါင်တဆင့်သောကြီးစွာသောကြောင်းလေးပြုတော်မူ၏ဟူ၍မိဖုရားခွာသော၏ကြောင်းစာ၌ပါရှိသည့်ကြောင်းကြီးများဖြစ်သည်ထို့ပြင်ကြောင်းစာ၌ ထိုဤမြို့လဲသူတော်တကာတို့အစီအပွားဖြစ်နေသောငါပိတကတ်သုံးပုံလဲပြုတော်မူဤဖူ၍လဲပါရှိသည်ရင်းကိုထောင်းလျက်ယခုစုတောင်းပြေစီဒီဤအနောက်တောင်ဘက်ကအုတ်တိုက်ပြက်ကြီးသည်ပိတကတ်တိုက်ဖြစ်ကောင်းဖြစ်နေမည်ဟုခံမှန်းကြည်ကြသည် ။တကံသမိုင်း၌တမတ်ကြီးဟူသောဝဟာရစကလုံးသည်ပေါ်ပူလာစကလုံးတစ်လုံးဖြစ်သည်။ရှေးအခါကတမတ်တီဟူခေါ်ပြီးကာလျာ၍လျောလာသည့်အခါတမတ်ကြီးဖြစ်လာသော အရက်သည်အနောက်ဖာသောရွာ၏အနောက်တောင်ဘက် အနောက်ဖက်တဝိုက်ကိုခေါ်သောအရက်ဖြစ်သည်။တမတ်ကြီးအရက်၌လည်းចောင်းကံဖျားများရှိသည်။ရှင်ចောင်းကံဖျားများတရှိရာနေရာကိုတမတ်ကြီးចောင်းဟုခေါ်ကြသည် ပကံခရီးတဲ့ဒီတမတိချောင်းဝိုင်းမြောက်ဖက်မှာအနောက်ဖက်သို့လာခဲ့သည်လမ်းတလျှောက်လုံး၌အရွယ်အစားအမျိုးမျိုးရှိသောအုတ်ချောင်းအပြက်အစီများကိုအနက်အပြားတွေ့ရသည်ဤနေရာဤရက်သည် ပကံခေကသာသနာယောင်ဝါထွန်းခဲ့သော နေရာဒေသတစ်ခုဖြစ်လိမ့်မည်ဟုခံမှန်းရသည် ထို့နောက်ပကံဤအဓိကယဘုရားတဆူဖြစ်သောဓမ္မယာစီကဘုရားသို့ရောက်လာသည်ဓမ္မယာစီကဘုရားသည် ပကံဒေသတစ်ဝိုင်း၌ရှိသောအဓိကဘုရားပထိုးမြ ာထဲတွင်အပါအဝင်ဖြစ်သည်ညံတော်မြင့်မာတီဖြစ်၍ရွှေစည်းခုံရွှေစည်းခုံစေတီမင်္ဂလာစေတီကဲ့သို့ပင်အဝေးမှလမ်းဖူး၍ရှားလောက်အောင် ပေါ်လွင်ထင်ရှားစွာမမမမတ်ရည်တည်နေသည်အိန္ဒိယပြည်ဘာယာနတိအနည်းရှိ မိဂရာဝုန်၌မြတ်စွာဘုရားဓမ္မဆက်ကြာတရားဦးခေါ်ကြတော်မူရာ၌လည်းဓမ္မယာစီကအမည်ရှိ ပထိုးတော်တဆူတည်ထားသည် သို့တော်လည်းယခုအခါဓမ္မရာဇီကစေတီတရှိရာ နေရာမြတာကြံတော်သည်အနောက်ဖာဆောရွာအနီးရှိဓမ္မရာဇီကဖရာကိုဓမ္မရာဇကဟုလည်းခေါ်သည်ကျောက်စာ၌ဓမ္မရာဇကဟုရေးထိုးထားသည်ဓမ္မရာဇီကဖရာတရကမှာနရပတိစီသူမင်းကြီးဖြစ်သည်စေတီတော်ကို နနစ်ကြမြတီရသည်သိန်းကိုမင်းထံမှ ပေးပို့လိုက်သော တရိယဓာတ်တော်အစု30ကို ရွှေကျုပ်တွင်ထည့်ပြီးနှင့် င်ထပနာထားသည်ပစ္စယအသုံးစင်ရှိသည်ပစ္စယအစစ်စင်တို့လေကားမှတက်၍ရာသည်ပထမပစ္စယကအစာပြီး လက်ရရေးလှဲ့ပြီးလင်းပစ္စယအစင်စင်၌ဇတ်တော်များကိုစင်ကွင်းစင်ချက်တို့တွင်ထွင်းထုပြီးစီချဲထားသည်ဇေဒီတော်တိစာပုံမှာရွှေစည်းကုန်နှင့်အခြေခံအားဖြင့်တူညီမှုရှိတော်လဲတစားစင်ပုံမောမှန်ပုံနှင့်အာယုန်ခံမှုငါးမျက်နာထုတ်ထားပုံတို့မှာတမှုထူးခြားနေသည် ငါးမျက်နာတွင်တစ်မျက်နာတစ်မျက်နာ၌အုတ်ခုတစ်လုံးစီတီလျက်ဤဘဒ္ဒကဘာတွင်ပွင့်တော်မူသောဖျားငါးစုကိုရည်စူးပြီးခြေစင်းတုငါးစုတွန်းလှုပ်ထားသည်ဇေဒီတော်ကြီးနှင့်တွဲဆက်ထားသောဘုဖျားငါးစုအတွင်ကိုယ်ဖရာငါးစုအတွင်းနယံများ၌ပကံခိပကြီးနှင့်ပကံခိကပီးမင်စာများရှိသည်။ကုများအတွင်း၌မှတ်တမ်းတင်ထားသောမှတ်တမ်းများနှင့်အရှိပတ အာယုံခံမှုအတွင်ရှိကြောက်စာသည်ဓမ္မရာစီကကြောက်ဇီဒီတော်ကြီးဤအကြောင်းကိုဖော်ပြနေကြသည်ရင်းမှတ်တမ်းများနှင့်ကြောက်စာအရာတိရသည်မှာတက္ကရေ958ခုတတင်းကျွလဆန်73ရက်တနင်္ဂနွေနေ့တွင်စီတူမင်းကြီးသည်တစ်မတီ၌ပထိုးတော်ပြုအံ့ဟုမိနေရာရှာ၍တွေ့ရှိပြီးထိုအနီးနှင့် မထေကြီးကိုတောင်းပန်အခွင့်ရ၍လက်ခငွေ၄000၄000 28ကျက်ပဲ38လုံးကိုရေစင်သွန်းတော်ရေစင်တော်သွန်းသည်နှစ်တကရေ959ခုတတင်းကျွလဆန်း2ရက်တောက်ကြနေတွင်မူလနက်ခတ်မိန်လန်းနှင့်3ပဟိုတွင်ကြောက်ဖြာထက်အုပ်ဖွဲ့ဥ၍ပြူ၏တီဟိုကျွန်းသို့ဓာတ်တော်တောင်းစီလို့ရာတီဟိုမင်းလက်ထက်တွင်တရိယာဓာတ်တော်30တွင်ရချိသောဓာတ်တော်လေးလုံးနှင့်တကွာကြောက်ဖြာထက်ထာပနာသည် 3တက်ကရီ960ပြည်နှင့်တည်င်းကျွတ်လာဆုံး2ရက်တောက်တာနေတွင် အထွတ်တင်သည်ဓမ္မယာစီကစီဒီကျောင်းစာ၌အထွတ်တင်သည်ဟု၍ဆိုထားသည့်ကိုထောက်လည်ရပကံခိစီဒီပထိုးများတွင်ယခုခေတ်ထီမျိုးမရှိဘဲအထွတ်သာရှိမည်ဟုခံမှန်းကြည်နိုင်သည်ခရစ်နှစ်1890 90လွန်ခဲ့သည့်နှစ်100ကျော်လောက်ကဓမ္မယာစီကစီဒီမှာစင်ကွင်းရုပ်ကြွားတချို့ကိုမတမာသူများခွာယူသွားကြသည်ပကံအမှုပညာလက်ရာများသည့်ရင်းကဲ့သို့မတမာသူများ၏လက်ချက်ကြောင့်ပျက်စီးဆုံးပါသွားခဲ့ပူပေါင်းများလာပြီတွေ့ရင်တောင်အကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော် တူရင်တောင်တူရင်တောင်သည်ပကံသမိုင်း၌၎င်းပကံသာသနာသမိုင်း၌၎င်းအရေးပါအရာရောက်သောနေရာဌာနတစ်ခုဖြစ်ခဲ့သည်တူရင်တောင်သာသည်အလောင်းစီသူမင်းကြီးမိမိမအိုသေးကြောင်းမြင်းစီပြီးတခိုးရောင်ဆောင်လျက်အစွမ်းပြနေသောနေရာဖြစ်သည်ဟုရှေးဟောင်းမြမရာဇဝင်များ၌ဆိုထားသည် ရှင်အရဟံပြိဋိဘံဆန်သောအခါတူရင်တောင်ကြီး၌ အန်တိမစာပန္နာကျင်းပပြုလုပ်ခဲ့သည်ဟုဆိုထားသည်တူရင်တောင်မှအကြောင်းများဖြင့်ရွှေစည်းခုံစည်တီတီဟုလည်းဆိုသည်တူရင်တောင်တန်းတလျှောက်ရှိစည်တီပထိုးကူကြောင်းများထဲတွင်တူရင်တောင်ထိပ်ရှိအနောယထာမင်းကြီးတည်ထားသောဆွဲတော်ရှင်စည်တီတော်မှအထင်ရှားဆုံးဖြစ်သည်အနောယထာမင်းကြီးတည်ထားသောတူရင်တောင်ဆွဲတော်ရှင်စည်တီတော်သည်နောက်ပိုင်း KSSS ပြုပြင်မွမ်းမံထားကြသည်ဖြစ်၍တမိုင်းပြလိုက်ထဲကဖျားမျိုးမဟုတ်တော့ပဲဖျားစင် ေါ်ကဖရာမျိုးဖြစ်နေပြီတန်ကြီးတောင်ဆွဲတော်ရှင်စေတီတော်ကဲ့သို့ပင်စေတီတော်အသစ်ဖြစ်နေပြီလင်ဖရာမှုများစီကားနေတော်ပကံဖရာတက်စုဖြစ်နေပြီရွှေစည်းခုံဖရာအာနန္ဒာဖရာများကဲ့သို့ပင်တူရင်တောင်ဆွဲတော်ရှင်စေတီဖရာပွဲကိုလည်းကျင်းပပြုလုပ်ကြသည်တူရင်တောင်သည်ညာဦးကျောက်ဘောင်ကာလန်းအနောက်ဘက်ပကံမျိုးဤအရှိတောင်ဘက်၆မိုင်ခန့်အကွာတွင်ရှိသည် တောင်ပေါ်သို့အနောက်ဘက်မှလည်းတက်၍ရာသည် အရှေ့ဘက်မှလည်းတက်၍ရာသည်အနောက်ဘက်ဆောင်းတန်းအထိကားလန်းပေါက်သည်တောင်ခြေဆောင်းတန်းအထိကားဖြင့်သွားပြီးဆောင်းတန်းမှတက်သွားလင်းတောင်ထိပ်စီတီသို့ရောက်သွားသည်ကားလန်းတွင်ကွန်ကရစ်ခင်ထားသည်အရှေ့ဘက်တောင်ခြေသို့အထိသွားသောကားလန်းမှမူမြေလန်းဖြစ်သည်ဖြင့်ကားဖြင့်ခက်ခဲရင်ရင်သွားရသည် ကားဖြင့်ဆက်သွား၍မရသောနေရာမှာတောင်ပေါ်တက်သွားလင်းလမ်းခုလမ်း၌ဖုံးကြီးကြောင်းတက်ကြောင်းကို တွေ့ရသည်ဖုန်ကြီးကျောင်း၏အပေါ်ဘက်မလန်းမကန်မလန်းမကန်၌ဇရဲပြက်တစ်ဆောင်ရှိသည်ဖုန်ကြီးကျောင်း၌၎င်းဇရဲပြက်၌၎င်းခိတ္တအမောဖြစ်နိုင်သည်ဇရဲပြက်နေရာမှအပေါ်ဘက်ခက်လန်လန်၌ကျောက်ကူများရှိသည်ရင်းကျောက်ကူများသည် ပကံခိကယဟန်တန်ငါတော်များနေထိုင်တည်င်းသုံးခဲ့သောတရားဘာဝနာများအားထုတ်သောတရားကူများဖြစ်ပေလိမ့်မည် ကျောက်ခုများဤအလွန်တွင်တောင်ထိပ်အရောက်တက်၍ရာသောကျောက်လီကဟောင်းရှိသည်ကျောက်လီကမှမဆောက်လာသည်ကျောက်လီကအရောက်မဆောက်သောလမ်းလမ်းကျန်းကိုတက်လာရသဖြင့်လူကြီးများသည်တောင်ထိပ်ရအောင်မနေကြိုးစားပြီးတက်ရသည်တွင်ရင်တောင်ထိပ်သို့အရှိဘက်မှတက်သောလမ်းသည်ဒေါ်လန်ဖြစ်သည်စီစီကားကားမရှိပေများသောအားဖြင့်ဖျားဖူးများတောင်ထိပ်တက်သောလမ်းမှာအနောက်ဘက်လမ်းဖြစ်သည်အနောက်ဘက်၌နောက်ပိုင်းဆောက်လုပ်ထားသောအဆောက်အုံများဖြင့်စီကားနေ သည်ဆောင်းတန်းမှာလည်းအမိုးများဖြင့်နောက်ပိုင်းကျမှ ဆောက်လုပ်ထားသောဆောင်းတန်းဖြစ်သည်တွေ့ရင်တောင်ထိတ်၌မြေပြန့်မကျဲသည်ဖြင့်ဆရက်များ ။တဆောင်းများများများဆဆမရှိပေ။ဇီရီတော်ပတ်လည်၌လည်းဇီရီယံများမရှိပေ။အာယုန်ခံတဆောင်းကိုရင်မြင်တော်ဤအောင်နာ၌စောက်ထားသည်။ရင်မြင်တော်အောင်နာ၌ပင်ရှိဟောင်းဗုဒ္ဓရုပ်ပွားတော်များကိန်းဝတ်ဆံပယ်တော်မူသည်။ဂန္ဓာကုတီတိုက်တတိုက်လည်းရှိသည်။ဇီရီတော်ကြီးဤအနီး၌ရှိသောကျောက်စာယုံထဲတွင် အခြားကျောက်စာတစ်ခုနှင့်အတူ short ။စောယဟန်တိန်ကြောက်စာရှိသည်။စောယဟန်တိန်ယခုတော့မရှိတော့ပေ။ဇေဒီတော်ကြီးဤမြောက်ဖက်၌ရှိသောတိန်နေရာ၌ပင်စောယဟန်တိန်ရှိခဲ့သည်ဟုခန့်မှန်းကြသည်။တူရင်တောင်နှင့် တဆိုးတောင်တန်း၏အနောက်ဖက်၌ရေကန်ကြီးတကန်ရှိသည့်ထိုရေကန်ကိုမြကန်ဟုခေါ်သည်မြကန်မှာပကံခိကပင်တရှိခဲ့သော ရေကန်ကြီးဖြစ်ပြီးယခုအချိန်၌တိမ်ကောသွားပြီးဖြစ်၍ပကံခိကလွမ်းမောဖွယ်ရာအမတ်အသားတစ်ခုအဖြစ်ဖြင့်သာကြန့်ရှိနေတော်သည်မြကန်သာတောင်ကြချောင်းပြီးရေဝင်ပြေးလေရေအေးကြီးစွာကံပိုင်းမှလည်းကြပေါင်းထုံထုံငမျိုးစုံသည့်တာဝရင်သာကနန္ဒာလောဟူသောပကံခိက ကဗျာဟုယူဆရသည့်ကံပွဲကဗျာမှာညကံတာကံကိုဖွဲဆိုထားသောကဗျာဖြစ်တည်ဟုဆိုကြသည်ညကံဤအနောက်မြောက်ဖက်၌အကြောင်းဖြင့်ဆောက်လုပ်ထားသော ရှိဟောင်းအဆောက်အုံတစ်ခုယခင်ကရှိခဲ့ဘူးသည်ထိုအဆောက်အုံကိုစကူတိုင်းသို့မဟုတ်ညကံကြောက်တိုင်း မြားကံကြောက်တိုက်ဟုခေါ်ကြသည်ပကံဒေတာတဝိုင်း၌ကြောက်ဖြင့်ဆောက်လုပ်ထားသောအဆောက်အုံမူ၍မြားကံကြောက်တိုက်နှင့်ကြောက်ခုဥမေနန်းဖျားတို့သာလင်ရှိတည်ဟုဆိုသည် ညကန်ကြောက်တိုက်သည်ပြီးသူကလက်ရရှေးကြတော့ကြောင့်၎င်းကျန်စစ်သားမင်းကြီး၏ကြောက်စာကိုညကန်အနီးအရှိမြောက်အရ၌တွေ့ရှိတော့ကြောင့်ကျန်စစ်သားမင်းကြီးလက်ထက်ကတိဆောက်သောအဆောက်အုံဖြစ်မိဟုယူဆကြသည်အဆောက်အုံတရှိနေသော နေရာသည်လူနေအိမ်ချီများနှင့်အလံဝေးနေပြီးလူသူအယောက်အပေါက်နေသည့်ဖြင့်ညကန်ကြောက်တိုက်သည်ပကံရင်ကျေးမှုလက်ရများကိုစနစ်တကျမထိန်သိမ်းနိုင်မီတော်တော်ဆော့ဆော့ကားပင်ပျက်စီးသွားလေသည် ပကံခရီးတဲ့သည်တူရင်တောင်ထိပ်မှနေ၍အနောက်တခွင်ကိုမျောကြည့်လိုက်သောအခါမျက်စိတဆုံပြန့်ပြူးစွာတည်ရှိနေသောရှင်ခေဟောင်းအောင်မေဖွယ်ပကံရှုခင်ကိုတွေ့မြင်ရသည်ထိုနည်းအတူပင်နေထွက်ချိန်၌အနောက်ဘက်မှ၎င်းနေဝင်ချိန်၌အရှိဘက်မှ၎င်းတူရင်တောင်ကိုမျောကြည့်လိုက်ရင်လေတူရင်တောင်နှင့်တောင်ထိပ်ပေါ်ကစံတော်ရှင်စေတီတော်ကိုជីနူးဖွယ်တွေ့မြင်ရလေသည် ဆက်လက်ပြီးတော့တန်းကြည်တောင်အကြောင်းကိုဖတ်ပြပေးသွားပါမယ်နော်တန်းကြည်တောင်တန်းကြည်တောင်ဖရာသည်ပကံဖရာစုများထဲတွင်တဆူအပါအဝင်ဖြစ်သည် ပကံဖျားများထဲကတဆူအပါအဝင်ဖြစ်ယုံများမကပကံဆွေတော်ရှင်ဖျားလေးစုထဲတွင်လည်းတဆူအပါအဝင်ဖြစ်သည်ကြံသုံးစုမှာရွှေစည်းကုံလောကနန္ဒတွေ့ရင်တောင်ဖျားများဖြစ်ကြသည်ရှင်တို့အားဖြင့်တန့်ကြည်တောင်ဖျားသည်ပကံဖျားစုများထဲတွင်ပါဝင်နေတော်လဲဆွေတော်ရှင်ဖျားလေးစုထဲတွင်တဆူအပါအဝင်ဖြစ်တော်လဲအေယဝရီမြင့်ချားနေသည်ဖြစ်၍ပခုတ်ကူခံရ၊ကွင်စာကွင်ပိတ်၊မကွေးတိုင်းထဲရောက်နေသည်ပကံညာဥပက်လန်းကဖျား ားများမှာမြင်းချန်ခရိုင်တွင်ကဖျားများဖြစ်နေကြသည်ပကံခရီးတဲ့သည်ပကံဖျားများကိုဖူပြီးသောအခါတန့်ကြည်တောင်ဖျားတို့ခရီးဆက်သည်အေရီမြစ်ကိုဇက်ဖြင့်ဖြစ်စေပဲချိတ်ဆက်တက်နေဖြင့်ဖြစ်စေဖြက်ကူရသည် တောင်ချေရောက်တာတော့အခါတောင်ပေါ်တို့ချေခြင်းဖြစ်စေမော်တော်ယဉ်နှင့်ဖြစ်စေတက်၍ရသည် ပကံခရီးတဲ့သည်တောင်ပေါ်တို့မော်တော်ယဉ်ဖြင့်တက်သွားသည်တို့ရာတွင် တောင်ပေါ်ရောက်တော့အခါတောင်အောက်ကတစ်ချိန်တည်းတက်လာကြသောမော်တော်ယဉ်ခရီးတဲ့များနှင့်ချေခြင်းခရီးတဲ့များသည်တောင်ပေါ်တို့ရွှေစင်းနောက်ဆင်းပင်ရောက်သွားကြသည်ချေခြင်းခရီးကဖြူဖြောင်းပြီးကားလမ်းကကွိကောက်သည့်အပြင်ကျန်လေကျန်သည် တောင်ချေ၌တန့်ကြီးရွာနှင့်အခြားရွာတရွာနှစ်ရွာရှိသည် တန့်ကြီးရွာကိုအဆွဲပြု၍တန့်ကြီးတောင်ဟု၍ခေါ်တွင်လေသလားသို့မဟုတ်တန့်ကြီးတောင်ကိုအဆွဲပြု၍တန့်ကြီးရွာဟု၍ခေါ်တွင်လေသလားအကယ်၍တန့်ကြီးရွာကိုအဆွဲပြု၍တန့်ကြီးတောင်ဟုခေါ်တွင်ခြင်းဖြစ်ပါမူတန့်ကြီးတောင်ဖရာသမိုင်းပါတန့်ကြီးဟုသောဝဟရစကလုံးသည်စဉ်စားဆရာဖြစ်နေသည်တောင်ပေါ်အတက်ကာလံပေ၌ကန္နာယပင်များအများအပြားပေါင်းနေသည်ကို တွေ့ရသည်ကန္နာယပင်လေးများမှာဆယ်ပေလောက်သာမြင့်ပြီးညီတူညာတူ ဖြစ်နေကြသဖြင့်စိုက်ပျိုးထားသည့်တစ်ပင်ကလေးများဖြစ်ပုံရသည်တောင်အမြင့်ပေ1050ရှိသည်တောင်အပေါ်ပိုင်းရောက်သွားသောအခါတစ်ပင်အပေါင်နေပြီးတောင်ကုန်းဖြစ်နေသည်ကိုတွေ့ရသည်တန်းစီတောင်ပေါ်မှပကံဘတ်တို့လမ်းမြော်ကြည့်လိုက်သောအခါအလွန်တရာကြည်လူဖွဲ့ကောင်းသောရှုခင်းကိုတွေ့သည်ပထမတွင်တန့်ကြည်တောင်ချေအလွန်ကတဲတောင်ကြားထဲတွင်ကိုယ်ပတ်စီးဆင်းနေသော ရေစီးချောင်းကလေးများကိုတွေ့ရသည် ထို့နောက်နေရာအောက်တွင် တလက်လက်တောင်းနေသည့်လိုင်းလုံးကလေးများတလိမ့်လိမ့်နှင့်စီးဆင်းနေသော AR မြစ်ပြင်ကျဲကိုတွေ့ရသည်အရှိဘတ် AR မြစ်တစ်ဖက်ကန်၌ကပုတ်ပါတောင်နှင့်တူရင်တောင်ကိုနောက်ခံထားသောကြီးကြီးငယ်ငယ်ရွယ်ရွယ်ဆဆပကန်းစီသည့်ပထိုးများရှိနေသည်ဆွေရော်ရှင်ဖျားလေးစုဖြစ်သောတန်ကြီးတောင်စီသည့်လောကနန္ဒာစီသည့်တူရင်တောင်စီသည့်ရွှေစည်းခုံစီသည့်တို့သည်ပကန်းဒေသတဝိုင်းရှိစီသည့်ပထိုးများကိုပတ်ရံထားတဲ့ကဲ့သို့ဖြစ်နေ သည်တန်းကြည်တောင်စီတီသည်အနောယထာမင်းကြီးလင်္ကာတီပမရရှိသောဆွေတော်ကိုထာပနာ၍ကိုးကွယ်တည်ထားသောစီတီတစုဖြစ်သည်ဟုတမိုင်းစင်လာယူဆထားကြသည်ယခုခုတွေ့ရသောစီတီတော်ပုံတန်တန်မှာမကွေးများတလွန်စီတီနှင့်တူတဲ့ရောင်ရောင်ရှိသည် ညံတော့ပေ90အမြင့်သည်ဖနတ်တော့ပေ60ရှိသည်ထီတော်အဆင့်90နိုင်ငွေသားငတ်မြန်နာစိန်ဖူးတော်တင်ထားသည်တန်းကြည်တောင်စီဒီသည်ပကံခင်းစစောပိုင်းကကိုဝဲတီထားသောစီဒီဖြစ်သည်ဟုဆိုတော်လဲနောက်ပိုင်းအထက်ထက်မွမ်းမံထားသဖြင့်သမိုင်းပြလိုက်ထဲကအမှုပညာလက်ရမျိုးမဟုတ်တော့ပဲဖန်ပေါင်းဆောင်နဲ့ထည့်ပြီးကိုဝဲထားသောဖရားသက်ဖွယ်ဖြစ်နေပြီတန်းကြည်တောင်စီဒီတော်သမိုင်း၌တန်းကြည်တောင်စီဒီတော်ကိုမြတ်စွာဘုရားနှင့်၎င်းအ တော်ကမင်းတရားကြီးနှင့်၎င်းဆက်ဆက်ထားသည်မြတ်စွာဘုရားသည်ရှင်အာနန္ဒာနှင့်တကွဒေတာစာရီလှည့်လည်တော်မူလာရာတန်းကြီးတောင်စီဒီနေရာ၌ရက် တန့်တော်မူလျက်မြစ်တဖက်ကံ ပေါပင်ပေါနေသည့်နေရာကိုကြည်တော်မူပြီးလင်ထိုနေရာ၌သာသနာထွန်းကားမည်ဟု၍၎င်းမြတ်စွာဘုရားအားအင်ဖက်ဖြင့်ကာပေးသောနဗလူသည်ပခံပြီ၌မင်းသုံးချိန်ဖြစ်မည်ဟု၍၎င်းပြာဒိတ်ပေးတော်မူသည်ယခုတန့်ကြည်တောင်စီသည်ရင်ပြင်အောင်၌ပင်ပြာဒိတ်တော်ပေးနေပုံရုပ်ပွားတော်ကြီးနှင့်အတူတကွရှင်အာနန္ဒာနှင့်တောင်ဆောင်ဘလူရုပ်ထုများကိုတွေ့ရသည် တိရိဓမ္မာအတော်ကမင်းကြီးဇီဒီပေါင်း၈၄၉၀အတီထားစင်ကာလာကတန်ကြီးတောင်ထိတ်နိုင်လဲဇီဒီတဆူ၉၀တီထားသည် အနောယထမင်းကြီးကတိရိဓမ္မာအတော် တိတိဓမ္မတော်ကမင်းကြီးကိုဝယ်တည်ထားသောဇေဒီကိုမွမ်းမံပြီးထက်မှန်တည်သည်အနောယထာမင်းကြီး၏ဇေဒီကိုနရပတိစီတုကတတိယအကျဉ်မွမ်းမံတည်ပြန်သည်ဤတွင်စဉ်စားဆင်ခြင်စရာအချက်တွေများစွာပေါ်လာသည်ပိတကကျန်ဆောင်များ၌မြတ်စွာဘုရားသည်အိန္ဒိယပြည်ပကိုမဆိုထားနှင့်အိန္ဒိယပြည်တွင်၌ပင်ယခုခေတ်ဘီဟာဘီနယ်နှင့်အုတ်တရာ ဥတ္တရပရာဒိပြည်နယ်အပြင်အပတို့ဒေသစာရီကြွတော်မူသည်ဆိုသည်ကိုဖော်ပြထားခြင်းမရှိပေအထောက်အထားခိုင်လုံသောကြောက်စာနှင့်သမိုင်းညာ၌လည်းရင်းအချက်ကိုဖော်ပြထားခြင်းမရှိပေသို့တော်လည်းတိရိလင်္ကာရှိဟောင်းသမိုင်းညာကလည်းတိရိလင်္ကာနိုင်ငံသို့မြတ်စွာဘုရားကြွတော်မူသည်ဟုဆိုထားသည်နိဗ္ဗာန်နိုင်ငံဘယင်း ဩနီပေါနိုင်ငံဖယားသမိုင်းများကလည်းနီပေါနိုင်ငံရှိဖယားတချို့ကိုမျက်စွာဖယားနှင့်နီနီကက်ကက်ဆက်ဆက်မှုပြုလုပ်ထားကြသည်မြန်မာနိုင်ငံဖယားသမိုင်းများကလည်းမြန်မာနိုင်ငံ၌ယခုရှိနေသောဇေဒီပထိုးအတော်များများ၏ဒီနေရာဌာနသို့မျက်စွာဖယားဒေတာစာရီကြွချီသည်ဟုဖော်ပြထားကြသည် အတော်ကမင်းတရားကြီးရေထိုးထားသောကြောက်စာများအရာအတော်ကမင်းတရားကြီးဇေဒီပထိုးတီတီမှပြည်တွင်း၌သာဖြစ်သည်ဒီပား၌ဇေဒီပထိုးတီတီဟုအတော်ကကြောက်စာများ၌မှတ်တမ်းတင်မှတ်ထားသည်ဒီပား၌သာသနာပြုများကိုစေလွတ်ခြင်းစေယုံစည်းကမ်းများကိုဆောက်လုပ်ပေးခြင်းစသည်များကိုတာလင်းဒီပားနှင့်ပတ်သက်၍ဖော်ပြထားသည်တို့ရရင်မြန်မာနိုင်ငံရှိဖရာတတော်များများကိုအတော်ကမင်းတရားကြီးဤဇေဒီပေါင်း၈၄၀၀တဲတွင်တုတ်သွင်းထားကြသည် န့်ချီတောင်ထိတ်နေရမှာကြင်ဝုံဝုံမရှိလာသဖြင့်ဖရာရင်ပြင်တော်သည်ခက်ချင်းချင်းပင်ဖြစ်နေသည်တန်းကြီးတောင်ထိတ်၌တန်းကြီးတောင်ဆရာတော်ဦးတောမဗုဒ္ဓဤကမထန်းရိတ်တာရှိသည်တန်းကြီးတောင်ဆရာတော်သည် တောင်ထိတ်တွင်ပညာရောက်ချီတစောင်းနှင့်နဝင်းချောင်းတိုက် နဝင်းကျောင်းတိုက်ဆောက်ထားသည်ဧည့်သည်များတက်ခွေရန်အတွက်စီရီကပယံ၌မန်နန်းဆောင်ဆောက်ထားသည်အဆောင်အောက်ဖက်၌တရားထိုင်ရန်အတွက်တရားခုကလေးများကိုလည်းဆောက်ထားသည်သို့တော်လည်းတရားခုကလေးများသည်ကျင်းလဲခြင်းသည်အနည်းယောင်လည်းမရှိပေတရားထိုင်သူယောဂီများနှင့်ကင်းကွာနေကြသည်ဖြစ်၍တရားခုကလေးများသည် ဖုန်တင်းကျမ်းဖြစ်နေသည် ရှင်ပြန်တော်အောက်ဖတ်တဆောင်ရှိ၌ယခုခေတ်ထိုးထားသောဖရာသမိုင်းမတန်အချင်းချုပ်ကို တွေ့ရသည်ရှင်သမိုင်းမတန်အချင်းချုပ်မှာဤသို့ဖြစ်သည်ဆွေတော်ရှင်စီသည်ဖနတ်တော်60ပြီညံတော်90ပြီတောင်အမြင့်တဲ့1050ပြီထပနာလဝဲတော်အောက်ဆွေတော်ပထမဒါယကသီရိဓမ္မာတော်ကဒုတိယဒါယကအနောယထတတိယဒါယကနရပတိစီသူ ိုရမင်းတရားကြီးရေထိုးသောတန်းစီတောင်ဇေဒီကြောက်ဆာမှာမူမန္တလေးမဟာမုဏိတတိုင်းအတွင်၌ရှိတည်ဟုတရားသည် ပကံခရီးတဲ့တင်းဖရာရင်မြင်တော်ပေါ်ရှိအောက်ဖက်ငုံကြည့်လိုက်တော့အခါဖရာအောက်ခြေနှရန်အတွင်းမှငကားကောင်းကြီးထွက်နေသည်ကို တွေ့မြင်ရသည်ငကားကောင်းပိုင်းကို ထုလုပ်ထားသော ရုပ်တုကြီးတစ်ခုမြတာဖြစ်သည်ရှင်ငကားကြီး၏အမိပိုင်းမှာရွှေစည်းခုံဖရာ၌ရှိသည်ဟုဆိုသည်တန်းကြည်တောင်စီဒီကငကားကောင်းပိုင်းနှင့်ရွှေစည်းခုံစီဒီကငကားအမိပိုင်းသည်ဟေယဝရီမြစ်ကိုဖြတ်ကူးသောငကားကြီးကိုတရုပ်ဖော်ထားသောပုံများဖြစ်ပုံများသည်ဟေယဝရီမြစ်ကိုနဂ င်ကားဖြတ်ကူးခြင်းသည်တန်ကြီးတောင်တန်ကြီးတောင်ဖက်ဒေါ်ရှင် သမိုင်းနှင့်ပတ်သက်နေသည်မြန်မာနိုင်ငံဘုရားသမိုင်းများတွင်ဒဏ္ဍာရီများအတော်များများပါဝင်နေကြသည်ယခုငကားပုံမြင်မှာလည်းတန့်ကြီးတောင် ဆွေတော်ရှင်သမိုင်းပင် ပါရှိသောဒဏ္ဍာရီတပုတ်ပင်ဖြစ်သည် ပကံခရီးတဲ့သည်တန့်ကြီးတောင်ဆွေတော်ရှင်ဘုရားမှထွက်ခွာလာခဲ့သည် အယာဝရီမြစ်လည်းရောက်ရှိတော်အခါအနောက်ဘက်ပြန်ကြည့်လိုက်သည်အနောက်ဘက်တွင်တန်းကြီးတောင်နှင့်တန်းကြီးတောင်စီတီပဝင်းချင်းသည်လွမ်းမောဖွဲရာကျန်ရှိနေခဲ့သည်အရှိတခွင်၌ကရှိခိပကံအောင်မေဖွဲကြီးကြီးငယ်ငယ်ရွယ်ရွယ်ဆားဆားဖျားပထိုးများကိုတွေ့မြင်နေရသည်ရှင်စေတီပထိုးများတဲ့တွင်တဘာညုခောရပလင်အာနန္ဒာ အာနန္ဒာဇေဒီစသောဇေဒီများမှာထူးထူးခြားခြားပေါ်လွင်ထင်ရှားနေကြသည် အရှင်နှင့်အနောက်ဂျာတဲ့နိုင်ကမြမကျက်တရေစာအင်ဟာဝေမြင့်ကြီးစီစဉ်နေသည်ကဲပါရှင်ပကံခီးတဲ့ရဲ့ပကံခီးစင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီအဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်အားလုံးဘေးကင်းကြပါကြပါစေရှင်